ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာ One Friday Fight 132ပြိုင်ပွဲကြီးမှာဒီမှာ Fighter 3ယောက်ပွဲထုတ်ဝင်ရခဲ့တယ်ဒီ Fighter 3ယောက်ထဲမှာ Ronica နဲ့ Sona ကိုအနိုင်ရရှိခဲ့တယ်တန့်စင်ကတော့ရှုံးပွဲထက်ကြုံသွားခဲ့တယ်ခင်ဗျာတန့်စင်ကအခုဆိုရင်၄ဘွဲဆက်တိုက်ရှုံးသွားတာဖြစ်လို့ဖိအားတွေတော်တော်များသွားလောက်ပါတယ်ပြောရမယ်ဆိုရင် One ဟာတန့်စင်ကို နောက်ထပ်တစ်ပွဲပွဲတဲပေးဖို့ကပွဲဆက်ပြတ်တောက်မှုရှိကြလာလိမ့်မလားဆိုတော့ကိုကျွန်တော်တို့တွေးဆကြရအောင်ပါဖြစ်ပါတယ်ခင်ဗျာ တန့်စင်ဟာဒီနေ့မှရှောက်ပွဲမြောက်ပွဲစဉ်ဖြစ်ခံပွန်နိုင်တဲ့ထိုးခဲ့ရတာဖြစ်ပါတယ်ဆက်ဆိုင်ကြီးခံပွန်နိုင်ကတတော်ကိုတာပါတယ်ခင်ဗျပြောမယ်ဆိုရင်မြမဖိုက်တာတွေရဲ့အသာချက်အားနည်းချက်ကို သူသိထားပြီးသားဖြစ်ပါတယ်လို့အင်တာဗျူးမှာဖြေကြားထားတဲ့အတိုင်းပါပဲတန့်စင်ရဲ့အသာချက်အားနည်းချက်တွေကိုထိထိရောက်ရောက်ဂင်တွေ့ပြီးတော့သူကပွဲကိုတစင်းချင်းအလိုက် ထိန်းချုပ်သွားကြတာဖြစ်ပါတယ်တန့်စင်ဟာစူပါလက်ရဲ့ဂျင်မှာလေ့ကျင့်ထားရင်မဲ့ အများကြီးတိုးတက်လာမျိုးတော့မဟုတ်ဘူးခင်ဗျပုံစံကောင်းတော့ရလာတယ်ဒါပေမဲ့လိုအပ်ချက်တွေများနေသေးတယ်ပထမပွဲကြီးမှာတန့်စင်တော်လေးကစားကောင်းခဲ့တယ်ဒါပေမဲ့ဒုတိယပွဲကြီးလည်းရောက်တော့သူစပြီးတော့အားနည်းချက်တွေဖြစ်ပေါ်လာတယ်တစ်ဖက်ကခန်းပေါ်တိုင်းကရှေကန်ချက်တွေထုတ်လာပြီဆိုရင် သူသိပ်ပြီးတော့မကာကွယ်နိုင်တော့ဘူးသူ့ကိုထိမှန်ချက်တွေများလာတယ်ပြီးတော့ခန်းပေါ်တိုင်းကလက်သီးချက်တွေပြစ်လွတ်ပြီးတော့သူ့ကိုဖိအားပေးတယ် ဲ့နောက်မှာတန့်စင်နောက်ကိုဆုတ်ရတော့တယ်ဒုတိယပွဲစီမှာတော့ခမ်းပွန်နိုင်ကဒီတန့်စင်ရဲ့မတော်ရနေရာကိုကန်လိုက်ပြီလို့ဖြစ်သွားခဲ့တဲ့အတွက်ပွဲကိုခဏနားလိုက်ရပါသေးတယ်ခင်ဗျအဲ့နောက်ဂျိုးဝိုင်းရဲ့ကျမ်းမိုင်မှုတွေဆက်စစ်ပြီးတဲ့နောက်မှာတော့တန့်စင်ကပွဲဆက်ထိုးခဲ့တယ်ပေါ့လေတတိယပွဲကြီးကိုရောက်တဲ့ချိန်မှာလည်းခမ်းပွန်နိုင်ကပဲအသာစီးနေထားမှရှိတယ်တန့်စင်ကဘာအားနည်းခဲ့တယ်လဲဆိုတော့ဂိမ်းပလန်မိုင်းဆိုင်ရာတော်တော်အားနည်းခဲ့တယ်ခင်ဗျပြီးတော့ fight and jump ဆိုင်ရာအားနည်းလုံးဝကြီးတယ် သူဟာခန်းပွန်တိုင်းကိုအဲ့ဒီ low kick အောက်ရှိကန်ချက်တစ်ခုနဲ့ဖြိုးလာခဲ့တာသူ့ရဲ့ low kick ရှိကန်ချက်တွေကိုတစ်ဖက်ကခန်းပွန်တိုင်းကနီးစနစ်တကျပြန်ပြီးတော့တုံ့ပြန်လာတယ်ချောင်းတိန်လာနိုင်တယ်ဆိုတဲ့အရှင်းနဲ့လဲရောက်သွားရောတန့်စင်မလုတ်တက်မကန်တာဖြစ်သွားတယ်အဲ့ဒါနဲ့ပဲနောက်ဆုံးမှာအမပေးတိုင်လူတွေရဲ့အဆုံးဖြတ်ကိုခံပြရတဲ့အချိန်ရောက်သွားတယ်ဒီပွဲမှာတန့်စင်နေတဲ့ဒါဝိုင်းရဲ့ဖြတ်သန်းမှုတစ်ချက်ပထမဆုံးအကြိမ်ဖြစ်သုံးကြည့်ပြအောင်ထိုးရတဲ့ပွဲဖြစ်သွားတယ် ပြီးတော့အလဲထုတ်မခံရတဲ့ပွဲစဉ်ဖြစ်တယ်အမှတ်နဲ့ပထမဆုံးရှုံးတဲ့ပွဲစဉ်ဖြစ်သွားခဲ့တယ်ပေါ့လေအားလေးတခုကတော့တန့်စင်ရဲ့တိုးတက်လာမှုလိုပဲသတ်မှတ်ရဖို့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဘရိုနီကာရဲ့ပွဲစဉ်ကတော့ဘရိုနီကာတာခဲ့ပါတယ်ဘလို့တာခဲ့တယ်လဲဆိုတော့တစ်ဖက်ကတေယုတ်ဖိုင်တာမာလီကလည်းကစ်ဘောက်ဆင်းချန်ပီယံဖြစ်တာတဲ့ဖိုင်တာမာလီဒါပေမဲ့မွေထိုင်းမှာတော့သူကအားနည်းချက်တွေရှိခဲ့တယ်ခင်ဗျာဘရိုနီကာကယူအာပိုင်းဆိုင်ရာပါနေတယ်သူပထမပွဲကြီးမှာအသာစီးအနေထားကိုရအောင်နိုင်ခဲ့တယ် တယောက်နဲ့တယောက်အပြန်အလှန်ရှင်ထိုးတော့သူတို့နှစ်ယောက်ကပထမပွဲကြီးမှာလက်သိကျတဲ့နဲ့တယောက်ကိုတစ်ချိန်စီနောက်တောင်းကြအောင်အပြန်အလှန်လုပ်လာနိုင်တယ်ကျိုးဝိုင်းတန်လို့ဒီမှာမဆင်ကြီးတွက်ခံရတယ်ပေါ့လေဒါပေမဲ့ဘရိုနီကာဒုတိယပွဲကြီးနဲ့တတိယပွဲကြီးရောက်တော့ပွဲကိုထိန်းသွားနိုင်ခဲ့ကြကဘလို့ထိတ်ချုပ်သွားလဲဆိုတော့သူကတပတ်ကကစ်ဘောက်ဆင်ဖိုက်တာမလေးကကစ်ဘောက်ဆင်ဖြူအားကိုထုတ်ပြီးတော့အရန်၃ညမှတီးတော့အဲ့လိုမျိုးပေးထိုးလိုက်တယ် ပေးထုတ်တဲ့သူတို့နှစ်ယောက်ဆိုင်ထိုးပြိုင်ထိုးရတဲ့အချိန်လေးရောက်သွားတယ်။ဒီချိန်ရောက်တော့တိတဲ့အတိုင်းပဲ။ဗရိုနီကာကမွေထိုင်းမှာလည်းအတွေ့အကြုံရင်တယ်။ပြီးတော့အဲ့လိုဆိုင်ထိုးပြိုင်ထိုးရတာကိုဗရိုနီကာအယမ်းကြိုက်တယ်။တိုက်စစ်ဖွင့်ပြီးထိုးရတော့အဲ့တော့ဆိုင်ထိုးပြိုင်ထိုးတဲ့အချိန်မှာတစ်ဖက်ကတေယုတ်ဖိုင်တာမလေးလီမီရီအထိနာရတာပဲ။ပြောရရင်ဟက်ဘော်ဒီဘော်ဒီဟက်အဲ့လိုတွဲလုံးနေပြီပဲ။ဗရိုနီကာပြစ်သွင်းလိုက်တယ်။ပြစ်သွင်းလိုက်တော့လီမီရီအထိနာတော့နောက်ဆုတ်တယ်။နောက်ဆုတ်တဲ့အချိန်မှာဗရိုနီကာရှေ့ကန်ချက်တွေထပ်ပြီးတော့ပြစ်လွတ်လိုက်တယ်ခင်ဗျာ။ ဲ့လိုနဲ့တတိယပွဲကြီးရောက်တော့လီမင်းရီကပူပြီးတော့မထိုးရဲတော့သူနောက်ဆုတ်တယ်ခွာပြီးထိုးတယ်ဒါပေမဲ့ဘရိုနီကာကဒုတိယပွဲစီမှာအသာစီးရလိုက်ပြန်တည်တော့သူကလီမင်းရီကသူ့ကိုတစ်ချက်ထိအောင်ကန်သူကတစ်ချက်ပြန်ရအောင်လိုက်ပြီးတော့လုပ်တယ်အဲ့လိုပဲလက်သီးချက်တွေစိုင်ထိုးတဲ့အနေအထားမျိုးသူရပြီဆိုတော့ ਨੇ သူကတရောင်ချက်တွေဒုတိုက်ချက်တွေအဲ့လိုပူကပ်ပြီးပြစ်လွှတ်လိုက်တယ်ခင်ဗျအဲ့မှာတွင်လီမင်းရီအထိနာသွားတယ်နောက်ဆုံးမှာတော့တောင်းတရအောင်လည်းမထိုးနိုင်ဘူးဒီတော့အမပိတန်လူကြီးရဲ့ဆုံးဖြတ်ကိုခံလာရတယ်အမပိတန်လူကြီးအားလုံးက ဒါ Bronica ကို split decision ပေါ့လေပြောရမယ်ဆိုရင်တော့ဒိုင်လူကြီးအားလုံးတော့မဟုတ်ဘူး judge number 1က Bronica ကိုအနိုင်ပေးတယ် judge number 2က Limiri ကိုအနိုင်ပေးတယ် judge number 3ကအဆုံးဖြတ်အဆုံးဖြတ်ဒိုင်လူကြီးကတော့ Bronica ကိုအနိုင်ပေးလိုက်တယ်ဒီတော့ Bronica split decision နိုင်သွားခဲ့တယ်ပေါ့စိုးနောင်ဘွဲကတော့စိုးနောင်တော်တော်လေးကိုကောင်းပါတယ်တစ်ဖက်က Time Fighter Mike Sajan သူကတော့ဒီဘွဲမှာထင်တိုင်းမပေါက်ဖြစ်သွားခဲ့တယ်ခင်ဗျာရှေ့ရဘွဲဒီမှာတော်တော်အဆွမ်းပြခဲ့တယ်မိုင်ဆန်းကျန်ဟာဒီဘွဲမှာတော့လိုအပ်ချက်တွေများလွန်ခဲ့တယ် ပြီးတော့ဒီဘက်မှာရှင်းပြရမှာကတော့စိုးနောင်ဦးရဲ့ game plan မှန်ဆိုင်ရာပြင်ဆင်မှုပဲခင်ဗျပြောရရင်ဗျာတချို့ fighter တွေဆိုရင်ပြိုင်ဘက် fighter ကို knock down ကြအောင်ထိုးလိုက်နေတာနဲ့အလဲထိုးဖို့ဦးတည်ပြီးတော့စွတ်လိုက်ပြီးတော့ထိုးတာလေအဲ့ဒါမျိုးစိုးနောင်ဦးကလုံမသွားခဲ့ဘူး तू သိတယ်မန်ဆိုင်ချန်ကအတွေ့အကြုံရင့်တယ်အလဲထိုးမလို့ဆိုတော့အဲ့တော့ तू knock down နှစ်ကြိမ်ကြအောင်ထိုးလိုက်နေတဲ့အနေအထားကိုအသာစီးရတဲ့အနေအထားကိုထိန်းချုပ်ပြီးပွဲကိုအေးစစ်စစ်ပဲအသာစီးရကစားပြသွားခဲ့တယ်အဲ့တော့ ောက်ဆုံးအမှတ်နဲ့ဆုံးဖြတ်တော့စိုးနောင်အနိုင်ရသွားကြတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တင်ညမန်မာဖိုက်တာတော့ပွဲထုတ်ခဲ့ပါတယ်တန်းစင်ကတော့၄ဝက်ဆက်တဲ့အချုံရလောက်ကိုကျွန်တော်ဆိုင်လာပြီဖြစ်ပါတယ်ဘရိုနီကာနဲ့စိုးနောင်တို့ကတော့နိုင်ဝက်ကိုစီရရှိသွားကြပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည့်စုံအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ